။အလင်းပင်းမှာတိမ်းတောင်းချီလူနေတယ်လို့ဝန်ထမ်းတွေကလည်းလောက်စာကောင်းကောင်းပေးနိုင်တဲ့ဇွဲထက်ရွှေဆန်ရဲ့နောက်ကယ်ကအကြောင်းရင်းပရိသတ်များလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ငလင်ပင်းမှာအလူတန်းဆုံးရွှေဆိုင်ကိုပြပါဆိုရင်ဇွဲထက်ရွှေဆိုင်ကိုပဲပြရပါလိမ့်မယ်မြန်မာနိုင်ငံမှာအောင်မြင်ကြကြပြီးတော့ချမ်းသာကြွယ်ဝတဲ့ရွှေဆိုင်ပန်းရှင်တွေအများကြီးရှိပါတယ် တချို့သောရွှေဆိုင်တထေးတွေဆိုရင်တော့တခြားသာမန်လူတွေနဲ့မတူပဲရွှေလင်မင်းနဲ့သာထမင်းစားကြပါတယ်။ဒါပေမဲ့လည်းအဲ့လိုကုန်းပကသနာမောက်တဲ့သူတွေတဲမှာဇွဲထက်ရွှေဆိုင်မပါဝင်ခဲ့ပါဘူး။နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ကိုလာရှိုမျိုးကရွှေဆိုင်ပန်ရှင်ဦးဆန်းဝင်းဒုံဝင်းမာတို့ကမိသားစုပိုင်ရွှေဆိုင်အဖြစ်2003ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။အရင်နောက်10နှစ်အကြာ2013ခုနှစ်မှာတော့ဗန်ဒလီမြို့88လမ်းက Diamond Plaza မှာဇွဲထက်ရွှေဆိုင်ဆိုင်ခွဲအမှတ်၄ကိုစတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အရင်နောက်မှာတော့ ြစ်ဖြစ်နဲ့နာမည်ကျော်ကြားပြီးတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ဖြစ်လာတာပါဒီလိုမျိုးနိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ဟာအခုလိုမျိုးမြန်မာတနိုင်ငံလုံးတဘာဝဘေးရန်တွေကြီးကြရောက်နေချိန်မှာလက်ပိုက်ကြည့်မနေခဲ့ပါဘူးအခုဆိုရင်တော့ဇွဲထက်ရွှေဆိုင်တတိယပိုင်းရှင်နဲ့ဇနီးမောင်နှံကတရဏပြူတဲ့အနေနဲ့ငလင်တန်ကျောင်းပြိုကျပြန်စည်းသွားတဲ့မစိုးရင်တိုက်သည့်ဖုံးတော်ကြီးကျောင်းကိုငကုမူလပုံစံအတိုင်းမပြတ်မယွန်းမဲသိန်း2000ခွဲအကုန်ကျခံကပြန်လည်မုံမှန်အသည့်တိဆောက်သွားမယ်လို့လည်းသိရပါဗျ ဒါကြောင့်လူတွေကတော့နိုင်ငံကျော်စွဲထက်ရွှေဆိုင်ရဲ့တရဏာပြုအလူအတန်းတွေအတွက်တာလူအချိန်ချင်းခေါ်ကြပါတယ်။တကယ်တော့စွဲထက်ရွှေဆိုင်ဟာအခုမှမစိုးရင်တိုက်တဲ့ចောင်းဆောင်ကြီးကိုလူတန်းတာမျိုးမဟုတ်ပါဘူး။ ဇွဲတက်ရွှေဆိုင်မိသားစုဟာအရင်ကတည်းကမစိုးရိမ်ကျောင်းတော်ကြီးရဲ့ပင့်တိုင်းအလူတရရဲ့ကဒါရိကာမှာအဖြစ်ကျောင်းကြီးမှာဆွန်ကျွေးတာအပါအဝင်အမြဲတမ်းအလူလုံးလိရှိပါတယ်။ဒါကြောင့်လည်းလူတွေကတော့နိုင်ငံကျော်ဇွဲတက်ရွှေဆိုင်ရဲ့တာနာပြုအလူအတန်းအတွက်သာဓုအကြိမ်ကြိမ်ခေါ်နေကြတာပါ။ဒါအပြင်ဇွဲတက်ရွှေဆိုင်တတိမကြီးဟာမန္တလေးမြို့ကပြည်သူတွေစားရေးတောက်ရေးအဆင်ပြေစေဖို့စတုတီတာထမင်းကျွေးမွေးနေပါတယ်။ဒီလိုချက်ပြုတ်ကျွေးမွေးနေတဲ့အချိန်မှာနိုင်ငံကျော်ဇွဲတက်တတိမကြီးကတိမ်ပေါင်းတိမ်တန်းချီကချမ်းသာပေမယ့်ဂုံပကသနမပါ နဂတ်တောင်မွေဖဲနဲ့တကယ့်ကိုရိုးရှင်းစွာနဲ့ချက်ပြုတ်ကြွေးမွေးခဲ့ရပါဒါပြင်အခုလက်တော်ရရှိထားတဲ့သတင်းများအရဇွဲတက်ရွှေဆိုင်ကငလင်ဘေးတင်ဝင်တန်းတအူးကို335သိန်းစီလာစာပေးခဲ့ကြောင်းသိရပါတယ်ဇွဲတက်မိသားစုကအခုလိုမျိုးငလင်ဘေးမှာလူတန်းမှုတွေတိမ်တောင်းချီကုန်ကြခဲ့ရပါဒါကြောင့်လည်းလူတွေကဇွဲတက်မိသားစုဟာဘဲကရတဲ့ငွေတွေနဲ့လူတန်းနေရလဲရွှေတွေကိုအမျက်ကြီးစားပြီးတော့မယိုးမသားလုံနေသလားဆိုပြီးတော့လည်းထင်နေကြတဲ့သူတွေရှိပါတယ်ဒါပေမဲ့လည်းတကယ်တမ်းမှာတော့ဇွဲတက်ရွှေဆိုင်ကရွှေ quality ကိုလည်းပ စ္စည်းမှအစည်းနှုံးမှနဲ့ရောင်းချပြီးတော့အမြတ်နဲ့နဲ့နဲ့ကုသိုလ်များများလုပ်နေရလို့သိရပါတယ်။ဒါကြောင့်ဇွဲထက်ရွှေဆိုင်ကအလူကြီးအတန်းကြီးပေးနိုင်နေရပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအလူကြီးတန်းကြီးပေးရုံသာမကပစ္စည်းမှအစည်းနှုံးမှရောင်းချနေပြီးတော့ဝန်တန်းတွေကိုလည်းလစာသိမ်းဆည်ကြည့်ပေးနေရဲ့ဇွဲထက်ရွှေဆိုင်ကိုဘယ်လိုမျိုးထင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။